အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီစပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်းရဲတဲ့ចောင်းသူဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါအပြင်မှာရာသီဥတုတော်လေးအေးခဲနေခဲ့ပါပြီရွာမနေထိုင်နေကြတဲ့သူတွေကလည်းဒီရာသီဥတုအခြေအနေကိုအယံသဘောကျနေခဲ့ကြပါတယ်ဒီရွာလေးမှာတော့မနိုဟရရဲ့စင်းရဲတဲ့မိသားစုဝင်တွေလည်းနေထိုင်နေခဲ့ကြပါတယ် သူ့မှာမိမနဲ့သမီးလေးတယောက်လည်းရှိပါသေးတယ်။သူတို့နေထိုင်တဲ့အိမ်လေးကတော့ရက်ွက်ထဲမှာဆင်းရဲတဲ့အိမ်လေးတစ်အိမ်တည်းပါဝင်ပါသေးတယ်။မနိုဟာကတော့ကားမောင်းနေရင်မိသားစုကိုကြွေးမွေးဆောက်ရှောက်ပေးပါသေးတယ်။တရက်မှာတော့မနိုဟာအလောက်ကနေပြလာခဲ့ပြီးတဲ့နောက်မှာတော့မီးလုံနေရင်ရက်ွက်ထဲမှာရှိတဲ့တငယ်ချင်းပေါင်းသိန်းတွေနဲ့စကားပြောဆိုနေခဲ့ပါသေးတယ်။แกအကိုတော့ရေဒီတစ်ခေါက်ရာဒီဥဒုတော်တော်လေးအေးတယ်နော်ဘလောက်တောင်မှအေးလဲဆိုတာကြည့်ပါအောင်ဗျာ မသိရင်တောင်တန်းနဲ့ပေါ်ကလေကကျွန်တော်တို့ရွာတဲ့အထီတိုးဝင်လာနေတယ်လို့ကိုခန်းစားနေရတယ်။အေးဟုတ်တယ်။မင်းပြောတာမှန်တယ်နော်။ဒီတစ်ခေါက်ရာသီဥတုကတတော်လေးအေးလို့နေ။မင်းတို့ကကွာရာသီဥတုတိုင်းကိုလိုက်ပြီးအပြစ်တင်ဝေဖန်နေကြတာပဲ။အေးတော့လဲအေးလို့ပူတော့လဲပူလို့မိုးရွာလို့ရှင်လဲမိုးရွာလို့မင်းတို့အရန်ကိုအပြစ်တင်ဝေဖန်လွန်ကြတဲ့အကြွာရာသီဥတုအချိန်လေးကလည်းစိတ်ညစ်နေလောက်ပြီ။အခုကြည့်အချိန်နဲ့မိုးလည်းမရွာတော့ဘူး။နေလည်းမပူတော့ဘူး။ဖြစ်ချင်တိုင်းတွေးပဲဖြစ်နေတယ်။ ဟုတ်တယ်။ဘာပဲပြောဦးလေးပြောတဲ့စကားမှန်တော့လဲမှန်လေ။ကျွန်တော်တို့အနေနဲ့ရာသီဥတုတိုင်းကိုလက်ခံတဲ့နေနော်။ကဲမနိုဟာမင်းကဘလို့ဖြစ်တာလဲ။စကားအကြီးအကြီးတွေငါစီကတင်ပြီးရွာသူရွာသားတွေကိုပြန်ပြောမလို့လား။ဒီလောက်ကြမှာအေးနေတဲ့ရာသီဥတုမှာမင်းကားမောင်းရတာဆိုတော့တတော်လေးညောင်းပါပဲနော်။ဒါပေါ်ဦးလေးရဲ့ကျွန်တော်ကြောရီအရန်နာရီအကြောက်ကြီးထိုင်ပြီးတော့အေးရတဲ့ကားမောင်းရတာဆိုတော့ဘယ်အဆင်ပြေပါမလဲဗျာပြီးတော့အခုတလောနှင်းမိုးတွေလည်းရွာတယ်လေ အပြင်မှာဘာတွေဖြစ်နေလဲဆိုတော့ကိုလည်းရှင်းရှင်းလင်းလင်းမြင်ရတာမဟုတ်ဘူးဒီအချိန်မှာခလေးငယ်လေးတယောက်အပြေးလွှားရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်ဦးလေးရေဦးလေးဦးလေးကဒီမှာဘာလုပ်နေရလဲဦးလေးရဲ့သမီးအတော်လေးနေမကောင်းဖြစ်နေရဲ့သူမျက်လုံးတောင်မဖွဲ့နိုင်တော့ဘူးဒုက္ခပဲငါ့ရဲ့သမီးရုပ်တရက်ဘာဖြစ်သွားတာလဲအခုလေတင်သူ့ကိုအိမ်မှာထားခဲ့တာအကောင့်တိုင်းပါပဲကဲကဲကဲဒါဆိုရင်တော့ငါတို့လည်းလိုက်လာခဲ့မယ်ဦးလေးကတော့ဒီမှာပဲခဏလေးထိုင်နေလိုက်တော့ကျွန်တော်တို့သွားကြည့်လိုက်အောင်မယ်နော် ဒီလိုနဲ့အားလုံးကလည်းကလေးကိုအိမ်မှာသွားကြည့်ခဲ့တဲ့အခါမှာကလေးကတော့မေးလဲနေခဲ့ပါသည်သူ့ကိုအမြန်ဆုံးစေးအောင်ခေါ်သွားမှဖြစ်မယ်ဆရာဝန်နဲ့ပြပေးရမယ်ဘလို့ပြပေးရမှာလဲဒီကနေပြီးတော့အဝေးကြီးသွားရလိမ့်မယ်ငါတို့သွားဖို့အတွက်ဘာမှလည်းမရှိဘူးလေဘာမှလည်းစွန့်ရင်မနေနဲ့ငါ့ရဲ့အိမ်မှာကားရှိတယ်အမြန်ဆုံးယူလာခဲ့မယ်အဖေရဲ့ညီမချောဘယ်လိုသွားရင်ရလဲအေးရာမူရဲ့တမီးလေးရုတ်တရက်ဘာဖြစ်သွားလဲမသိဘူးအမြန်ဆုံးသူ့ကိုစေးအောင်ခေါ်သွားပြရမယ် ဒါဆိုရင်တော့ရှင်အမြန်သွားလေသူတခုတ်ခုတ်ဖြတ်သွားရင်ဒုက္ခပါပဲရှင်မနိုဟာကလည်းအမြန်ဆုံးကောင်းမောင်းထွက်ခွာသွားခဲ့ပါရဲ့သူကလည်းသူရဲ့အပေါင်းအသင်းတချို့ကိုကားပေါ်မှာအတူတူတင်ခေါ်သွားခဲ့ပြီးဆရာဝန်ရဲ့အင်ကိုရောက်ရှိသွားခဲ့ပါရဲ့မနိုဟာကဆရာဝန်အင်ကတကားကိုခေါက်နေခဲ့ပါရဲ့ဆရာကြီးဆရာတကားအမြန်ဖွင့်ပါအောင်ဆရာရဲ့ဒီမှာအရေးပေါ်လူနာပါလာခဲ့လို့တကားဖွင့်ပါအောင်ဗျာဆရာကြီးဘာလုပ်နေရလဲအိပ်ပျော်သွားပြီလားတကားအမြန်ဖွင့်ပါအောင်ခဏနေတော့ဆရာဝန်ရဲ့သမီးလေးမိုဟိနီရောက်ရှိလာခဲ့ပြီးတကားဖွင့်ပေးခဲ့ပါရဲ့ ဟာဦးလေးဘာဖြစ်တာလဲဘလို့ဖြစ်လို့လဲညအိမ်မိုးချောင်းတမီတို့အိမ်ကိုဘာကိစ္စရှိလို့လာခဲ့ရလဲခဏနေတော့ဆရာဝန်ကလည်းအပြင်ကိုထွက်လာခဲ့ပြီးပြောလိုက်ပါတယ်ဘာဖြစ်တာလဲတမီလေးရဲ့သူတို့ကဘယ်သူတွေလဲပြီးတော့တမီသူတို့ကိုသိရဲ့ဟုတ်လားဩအဖေဒါကဦးလေးမလို့ဟာလေတမီနဲ့အတူတူကြောင်တက်နေတဲ့မိန်းကလေးတယောက်သိတယ်မလားတမီတငယ်ချင်းနေနာလေးဖဖေရဲ့သူ့ရဲ့ဖဖေပေါ့ဒါဆရာသူ့ရဲ့နာမည်ကတော့ရာမူပါသူ့ရဲ့တမီလေးရုပ်တရက်ဘာဖြစ်သွားလဲမသိဘူး တတိနဲ့နဲ့လုံးဝကိုမေ့ပြီးခေါ်လို့လည်းမရတော့ဘူး။စိတ်အေးထားပါဘာမှလည်းအရန်ကြီးစွန့်ရင်ပုံပန်မနေနဲ့တော့။ရှားသည့်အကူပြောင်းကာလမှာအခုလိုမျိုးဖြစ်ကြပါရဲ့။အထက်ဝင်လာခဲ့ကြပါလားခဲ့လေ။ဆရာဝန်ကချက်ချင်းပဲတော်မူရဲ့တမီးလေးကိုဆေးကုသပေးလိုက်ပါတော့တယ်။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူမတတိပြန်လည်လာခဲ့ပါရဲ့။ဆရာ့ကိုကျေးဇူးများကြီးတင်ပါတယ်။ဒါပေမဲ့သူရုတ်တရက်ဘာများဖြစ်သွားတာလဲ။ရှားသည့်ဥရုအချိန်လေးကအရန်ကိုပြောင်းလဲသွားလို့ပါ။ရှားသည့်ဥရုအရန်ကိုအေးနေတာဆိုတော့ခလေးရဲ့ခန္ဓာကိုယ်ကအပူချိန်ကိုထိမ့်မညစ်နိုင်ပဲဖြစ်သွားခဲ့တာလေ။ သူ့ကိုနွနွေးလေးထားပေးလိုက်နော်အနွေးရဲ့အချိုကိုဝက်ပေးရေနွနွေးလေးတို့အမြင်ရတဲ့အတိုင်းကောင်းပြီဆရာဒါဆိုရင်တော့ကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ပြန်လိုက်အောင်မယ်နော်ကျွန်တော်ကိုခဏခဏဆရာဝန်ဆရာဝန်လို့ခေါ်မနေပါနဲ့အကိုရဲရပါတယ်ဘလို့မဆိုကျွန်တော်တို့ရဲ့သမီးလေးတွေကတငယ်ချင်းတွေဆိုတော့ကျွန်တော်တို့ကလည်းမိတ်ဆွေတွေပဲပေါ့ဟောမဟုတ်တာဆရာရဲ့ဆရာကတော့လူတွေရဲ့အသက်ကိုကယ်တင်ပေးနေတယ်ဖယားသခင်ရဲ့အရေးနဲ့အတူတူပဲကျွန်တော်ကတော့ကောင်းမောင်းတဲ့သူတယောက်ပါကျွန်တော်တို့နှစ်ယောက်အများကြီးကွာခြားလွန်းနေ ။ဘုရားသခင်ကလူတိုင်းလူတိုင်းကိုအရေးပါအရာရောက်တဲ့နေရာတစ်ခုကိုတော့ပေးထားပါဗျ။ခမရစဉ်းစားကြည့်လေ။ဒီနေ့ခမရတော်မရှိဘူးဆိုရင်တော့ရာမူရဲ့သမီးလေးတစ်ခုခုဖျက်သွားနိုင်တယ်။ခမရကားနဲ့မောင်းပို့ပေးခဲ့လို့သူကျွန်တော်စီကိုရောက်လာနိုင်တာပေါ့။သူ့ကိုခမရဒီကိုခေါ်လာတာနောက်ကျသွားမယ်ဆိုရင်တော့သူအသက်ရှူရပ်တန့်သွားနိုင်တယ်။ခမရမကားရှိနေလို့ခမရကလည်းသူ့ကိုအကူအညီပေးလို့သူအမြန်ဆုံးဒီကိုရောက်လာခဲ့တာပေါ့ဗျာခမရအခုချိန်မှာဘလောက်တောင်မှအရေးပါလဲဆိုတော့ကိုသဘောပေါက်နားလည်သွားခဲ့ပြီလားဟုတ်တယ်ဦးလေးရေအဖေပြောတာမှန်တယ် အခုအဖေပြောတဲ့စကားကိုသဘောပေါက်နားလည်သွားပြီလားဦးလေးကိုဟောက်ကိုဘယ်တော့မှသိငယ်တယ်ဆိုပြီးတော့မတွေးပါနဲ့နော်သိငယ်တယ်လို့ထင်တဲ့သူကိုဘုရားသခင်ကပို့ပြီးသိငယ်သွားအောင်လို့လှုပ်ပြတတ်တယ်ကလေးမလေးနေပြန်ကောင်းသွားတဲ့အခါမှာအားလုံးကလည်းပျော်ရွှင်စွာနဲ့အရင်းနေညအိမ်ကိုပြန်လာခဲ့ကြပါရဲ့နောက်နေ့မှမလို့ဟာကတော့ကောင်းမွန်ဖို့အတွက်ထွက်ခွာသွားခဲ့ပါရဲ့နေနာကလည်းကြောင်းသွားကြခဲ့ပါရဲ့နေနာမနေ့ကညတော်ကနေအဖေငါတို့အိမ်ကိုရောက်လာတာတိလားအေးတိတယ် ငါတို့ရက်ကွက်ထဲမှာနေတဲ့ဦးလေးကြီးတယောက်ရဲ့သမီးအရန်နေမကောင်းဖြစ်နေရတဲ့အဖေကောင်းမောင်းပြီးလိုက်ပို့ပေးခဲ့ရလေ။ဒါနဲ့ထိုးစားတဲ့ကိစ္စတခုပြောရအောင်မယ်။အရန်ကိုပြောစရာကောင်းတဲ့ငါနဲ့ကိုပြောပြမလို့။နေအဖေနဲ့ငါအဖေနဲ့နှစ်ယောက်လုံးကအခုဆိုရင်တော့တငယ်ချင်းတွေဖြစ်သွားကြပြီတိလား။ဒါအရန်ကိုကောင်းတာပဲတငယ်ချင်းရဲ့။အခုငါတို့တယောက်အိမ်တယောက်ဝင်ထွက်သွားလာလို့ရပြီနော်။ဒီနောက်တငယ်ချင်းတယောက်တော့အတန်းချင်းပြီးအောင်ကြက်ပြီးအတန်းချင်းဖြစ်သွားခဲ့တဲ့အခါမှာတော့အပြင်မှာနှင်းမိုးတွေရွာချနေခဲ့ပါလေ။တငယ်ချင်းနှစ်ယောက်ကလည်းအကြောင်းအရှိမပဲရက်နေခဲ့ကြပါလေ။ အခုတော့ရာသီဥတုဆိုးရွားနေတဲ့အချိန်ဒီမှာကြောင်းပိတ်လိုက်တဲ့နဲ့နော်။အပြင်ကရာသီဥတုအချိန်တွေကိုကြည့်ပါအောင်ဘလောက်တောင်မှကြောက်စရာကောင်းလဲနှင်းမိုးတွေကလည်းရွာနေတယ်။ဒီအတိုင်းဆိုလို့ရှင်တော့ဒီနှင်းမိုးတွေရွာနေတာရက်တန့်သွားလိုက်တော့မယ်လို့ငါမထင်ဘူး။ငါအိမ်ကကြောင်းနဲ့အရန်ဝေးတယ်ငါအိမ်ကိုဘယ်လိုပြန်ရမှာလဲ။နေပါမအရန်ကြီးစွန့်ပုံပန်းမနေပါနဲ့ငါအိမ်ကကြောင်းနဲ့နင်းနေလေး။အဲ့တော့နေငါနဲ့အတူတူငါ့ရဲ့အိမ်ကိုလိုက်လာခဲ့လိုက်လေ။ရာသီဥတုအချိန်နဲ့နည်းနည်းလေးတကြိမ်သွားတဲ့အထိနေငါ့ရဲ့အိမ်မှာနေပေါ့။ နေရဲ့အိမ်အထီသွားဖို့ဆိုလို့ရှင်လဲငါတို့အပြင်ကိုထွက်ရမှာပဲအပြင်မှာအရန်အေးနေတယ်ခဏနေတော့မနိုဟာကကားမောင်းပြီးရောက်ရှိလာခဲ့ပါတယ်သမီးလေးရေလာအဖေတို့အိမ်ကိုပြန်ကြမယ်သမီးလေးမိုဟိနီသမီးကိုလည်းဦးလေးအိမ်ပြန်လိုက်ဖို့ပေးမယ်လာခဲ့မဟုတ်ကြအဖေရဲ့မိုဟိနီဒီနေ့သမီးနဲ့အတူတူသမီးအိမ်ကိုလိုက်လာလိမ့်မယ်ရှားဒီဦးတို့ကဘလောက်ကြောင်မှကောင်းနေလိုက်လဲသမီးတို့တငယ်ချင်းနှစ်ယောက်အိမ်မှာအတူတူဆော့မယ်စကားတွေပြောကြမယ်ဘလို့လဲမိုဟိနီရဲ့လိုက်ခဲ့မယ်မလားဒါပေါ်လိုက်ခဲ့မယ်ငါလိုက်ခဲ့မယ်လေ ဒါနဲ့ဦးရဲရဲ့အဖေကိုတစ်ချက်လောက်ဖုန်းဆက်ပြီးတော့ပြောပေးပါအောင်နော်။အေးအေးအေးဟုတ်ပြီဟုတ်ပြီအမြန်ဆုံးကားပေါ်တက်မဟုတ်ရင်ရသည်ဦးလူအချင်းတွေကပို့ပြီးစိုးလာလိမ့်မယ်။ဒီလိုနဲ့မိုဟီနီကလည်းနေနိုင်အိမ်ကိုလိုက်သွားပါရီ။ဘာရီကြည့်နေရလဲမိုဟီနီရဲ့။နေစင်းရဲအိမ်ကိုပထမဦးဆုံးရောက်ဖူးတာမလား။နေနည်းနည်းထူးဆန်းကလေးခံစားနေရလို့လား။နေယူမရယူနေရလားအယူမရဲ့။ငါငငယ်လေးကလေးကအခုလိုမျိုးမြေကြီးနဲ့စောက်ထားတဲ့အိမ်ကိုကြည့်ချင်နေခဲ့ရ။အရင်တုန်းကအပြင်ကနေကြည့်ဖို့လေအထဲကနေအခုမှကြည့်ဖို့ရသည်လား။ ဒီမှာနေထိုင်ရတာတတော်လေးအေးချမ်းမှုရရှိမယ်နော်။ခဏနေတော့မနိုဟာရီရောက်ရှိလာခဲ့ပါလေ။ကဲတမီးရေတမီးအဖေနဲ့စကားပြောပြီးသွားပြီဒီညတော့ဒီမှာပဲနေလိုက်တော့နော်။သူ့အရေးကြီးကိစ္စနဲ့အပြင်ကိုသွားเสียရရှိလို့တဲ့။ကဲနှစ်ယောက်သားစကားတွေပဲပြောနေကြတော့မှလားတကယ်ချင်းပါစားမလဲဆိုတော့ကိုလည်းမေးလိုက်အောင်လေ။ဟုတ်ပြီလေအမေဒါဆိုရင်တော့တမီးတို့အတူတူမဟုတ်လောက်ကြမယ်နော်။အေးဟုတ်တယ်ငါတို့ကအခုဆိုရင်ခလေးမဟုတ်တော့ငါတို့ကိုယ်တိုင်လည်းအလုပ်တစ်ခုကိုဝိုင်းကူညီလောက်ကင်ပေးလို့ရတယ်နင့်အမေတယောက်တည်းကိုမလောက်ခိုင်းနဲ့ငါတို့လည်းသွားပြီးတော့ကူညီလောက်ကင်ပေးကြမယ်နော် ဒါဆိုရင်တော့တမီးတို့နှစ်ယောက်လောက်ခဲ့မယ်လေ။ကုလေးနဲ့အတော်ဒီမှာပဲထိုင်နေကြ။တမီးတို့လက်ဖက်နဲ့မုတ်တွေပြင်ဆင်ခဲ့လိုက်မယ်။နေနာနဲ့မော်ရင်ဒီတို့နှစ်ယောက်လုံးကလည်းမိဖို့ကန်နဲ့ဝင်သွားခဲ့ပြီးမုတ်တွေလှုပ်ပြီးလက်ဖက်ရဖြောခဲ့ကြပါရဲ့။ကြည့်ပါအောင်ရှင်တမီးလေးမိုဟင်နီကအရန်ချစ်စရာကောင်းတယ်နော်သူကဆရာဝန်ကြီးရဲ့တမီးလေးဆိုပေမဲ့ကျမတို့နဲ့အဆင်ပြေအောင်နေနိုင်တယ်။ကဲမင်းတည့်ရဲ့အတိုင်းပဲမိသားစုကောင်းကောင်းကကြည်ပြင်းခဲ့တဲ့ကလေးဆိုတော့အခုလိုမျိုးပဲနေပါရယ်။သူ့ဖေကိုယ်တိုင်ကလည်းဒီပုံစံအတိုင်းပဲအရန်ကိုသဘောကောင်းတယ် ငါကအပြင်မှာကားမောင်းနေသူတယောက်ဆိုတော့ကိုသူကဘယ်တော့မှမခံစားစေခဲ့ဘူးငါကိုတန်းတူပဲဆက်ဆံပေးတယ်ခဏနေတော့ငယ်ချင်းနှစ်ယောက်သားမုတ်တွေကိုလှုပ်ပြီးယူလာခဲ့ပေးပါရီကဲဒီမှာအမေစားကြည့်ပါဦးသမီးကိုယ်တိုင်လှုပ်ထားတဲ့မုတ်တွေကဲကြည့်ပါဦးသမီးလေးရဲ့နေရငေါ့ကြတော့ဦးလေးလို့ခေါ်ပြီးတော့နေနိုင်အမေကိုကြတော့အမေလို့ခေါ်နေရင်ဘာဖြစ်လို့လဲသူ့ကိုလည်းအန်တီလို့ပဲခေါ်ပေါ့သမီးရဲ့ဦးလေးရဲ့သမီးရဲ့အမေကသမီးကိုမွေးပြီးတော့ကွဲလွန်သွားခဲ့ရလေ အမေကဘယ်လိုမျိုးလဲဆိုတော့ကိုတမီတခါမှမတွေ့ခဲ့ဘူးဘူးအခုအန်တီကိုတွေ့လိုက်ရတော့အမေကိုတွေ့လိုက်ရတယ်လို့မျိုးခံစားရတယ်။တမီအဖေကတော့ဒီလောကကြီးရဲ့မှာရှိရလေ။အဲဒါကြောင့်တမီတခြားသူကိုအဖေလို့မခေါ်နိုင်ရောပါဘူးအဖေကိုပဲအဖေလို့ခေါ်မယ်။မိုဟင်းကြီးအခုလို့ပြောလိုက်တဲ့အချိန်မှာအားလုံးကလည်းရှိမောနေခဲ့ကြပါပြီ။ခဏနေတော့ရာသီဥတုအချိန်လေးအရန်ကိုဆွေရွာလွန်သွားတဲ့အတွက်မလို့ဟရီရဲ့အိမ်ပြန်စီသွားခဲ့ပါပြီ။ဖေဖေကျောင်းကပဲတမီတို့အိမ်ပြန်စီသွားပြီးဘယ်လိုလုပ်ကြမလဲ။ရာသီဥတုအချိန်လေးကလည်းအရန်ကိုဆွေရွာနေတဲ့အိမ်တစ်ခုလုံးမရှိတော့ဘူး။ နေတွေကအရင်ကကြာနေပြပေးတမီးတို့ဒီအချိန်ကြီးဘယ်မှာသွားနေကြမလဲဘယ်ဟိုသွားကြရမှာလဲမနိုဟာကလည်းရွာမှာရှိတဲ့သူတွေအကုန်လုံးစီကိုအပြေးလွားသွားပြီးအကုန်ညီတောင်းကြည့်ခဲ့ပါတယ်ရာမှုရဲ့ရာသီဥတုအတော်လေးကိုဆိုးရွားသွားပြီးငါရဲ့မိသားစုတွေအကုန်လုံးဒုက္ခရောက်နေပြီးဖြစ်နိုင်မဲဆိုရင်တော့ငါရဲ့မိန်းမနဲ့ကလေးကိုမင်းအိမ်မှာတ냐လောက်တိတ်လို့ရမလားအော်မနိုဟာရဲ့မင်းတည့်ရဲ့အတိုင်းငါရင်ကလည်းအကြီးကြီးမဟုတ်ဘူးအိမ်မှာဧည့်သည်တွေကလည်းရှောက်နေရကွာလူတစ်နေရာဇာမနေရာမကြမ်းတော့ဘူးမင်းဦးလေးကြီးကိုတော့မေးကြည့်လိုက်ပါလား ဒီလိုနဲ့မနိုဟာကနောက်တစ်ယောက်စီမှာအကူအညီသွားကြောင်းခဲ့ပေမဲ့သူကလည်းညင်းလွတ်လိုက်ပါတယ်။ရွာတရွာလုံးကသူတို့မိသားစုဝင်တွေကိုအကူအညီမပေးခဲ့ကြပါဘူး။ဒီအချိန်မှာမနိုဟာကအားလုံးကိုကားပေါ်မှာထိုင်ခိုင်းခဲ့ပြီးဆောင်းနဲ့အုပ်ထားပေးခဲ့ပါတယ်။ကဲတမီးလေးရဲ့တောင်းပန်ပါတယ်။ဦးလေးတို့တမီးကိုအိမ်ခေါ်လာခဲ့မိရမှားပြီနဲ့တူတယ်။ကိစ္စမရှိဘူးလေ။ဒါပေမဲ့တမီးတခုမသိတာကသူများရဲ့ဒုက္ခရောက်နေတဲ့အချိန်မှာဦးလေးအကူအညီပေးခဲ့ပေမဲ့ဦးလေးဒုက္ခရောက်တော့ဘာဖြစ်လို့ဘယ်သူမှအကူအညီမပေးကြတာလဲ။ကဲမိုဟီနီဒီရွာကသူတွေအကုန်လုံးကဒီအတိုင်းပဲတကူကောင်းဆန်ကြတယ် တို့အားလုံးကားပေါ်မှာတညလုံးကုန်ဆုံးသွားခဲ့ရပါတယ်။နောက်နေ့မနက်မော်လင်းတဲ့အခါမှာမိုဟီနီကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ပြီးမိုဟီနီကသူ့အဖေကိုကိစ္စတွေပြောပြလိုက်ပါတယ်။ဆရာဝန်ကတော့မနိုဟာရီရဲ့အိမ်ကိုတေချာပြန်ဆောက်လုပ်ပေးခဲ့ပါတယ်။ကျေးဇူးတင်မနေနဲ့တငယ်ချင်းအချင်းချင်းပဲ။ငါလေးကားမောင်းတဲ့လုံခန်းလေးလုပ်ချင်တယ်။ကားဆယ်စီမင်းနဲ့မယ်နဲ့ဝယ်ပေးထားမယ်။မင်းကအဲ့ဒါကိုကြည့်ပြီးတော့စီးပွားရေးလုံခန်းလုပ်ကိုင်ဖို့ဒီနောက်မြောက်သားကလည်းကားရီအများကြီးထောင်ပြီးစီးပွားဆရှာခဲ့ကြပါတယ်။နှစ်အနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာမနိုဟာရီလည်းချမ်းသာသွားခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့နှိပ်စက်လုံးနဲ့ရောက်ခမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။မွန်စီဆိုတဲ့အမျိုးသမီးကပထမတည်းကတော်တော်လေးပြင်းရှည်လွန်ပါတယ်။သူ့သားလေးလက်ထပ်ပြီးအင်ကိုချွေးမရောက်ရှိလာခဲ့တဲ့အခါမှာတော့သူမပိုဆိုးသွားခဲ့ပါတယ်။ယာဒီဥရုကလည်းအရန်ကိုအေးနေခဲ့တဲ့အခါမှာတော့သူမအေးအေးဆေးဆေးအိယာပေါ်မှာပဲလှဲအိနေခဲ့ပါတယ်။သူကတရက်လုံးဆောင်အောင်မအိနေခဲ့ပြီးချွေးမလေးကိုပဲအလုပ်တွေအားလုံးခိုင်းစေခဲ့ပါတယ်။ချွေးမလေးနဲ့ဒီကသွားမယ်ဆိုလို့ရှင်တော့ TV တစ်ချက်ဖွင့်ပြီးတော့သွားနော်။နေဟာချက်ချင်းရောက်လာပြီးတော့ TV ဖွင့်ပေးလိုက်ပါတယ်။ remote ကိုငေါ့ပေးသွားခဲ့လိုက် ပြီးရင်တော့ငေါ့အကျော်လက်ဖေးနဲ့မုတ်တွေကြော်ခဲ့အောင်ဟုတ်ကဲ့ကောင်းပါပြီအမေဒါနဲ့ငေါ့ခြေထောက်နာကစောင့်ဖဲ့သွားလို့ပြန်ခြုံပေးခဲ့အောင်ဟုတ်ကဲ့ကောင်းပါပြီမန်စီကတော့ခြေထောက်နည်းနည်းလေးမှပြီးစောင့်ကိုပြင်လို့ရပါမယ်သူမအဲ့ဒါတော့မလုပ်ချင်ပဲအရန်ကိုပြင်ရှိလောနေခဲ့ပါတယ်အဲ့ဒီအလုပ်ကိုလည်းချွေးမလေးနေဟာလုပ်ပေးလိုက်ပါတယ်မန်စီကတော့ဘယ်ဘွားကကောင်းမွန်တဲ့လှုပ်ရွှက်တွေလုပ်ခဲ့လဲမသိပါဘူး။သူမချွေးမကောင်းလေးကိုရရှိထားပါရဲ့။ဒီဘွားမှာတော့သူမဘာကောင်းမွန်တဲ့အလုပ်တစ်ခုမှလုပ်ခဲ့ခြင်းမရှိပါဘူး။ ူမဘလောက်တောင်မှပြင်းရည်လုံးတလဲဆိုတော့ကိုရက်ကွက်ထဲကသူတွေအားလုံးသိကြပါရဲ့ရက်ကွက်ထဲမှာရှိတဲ့သူတွေအကုန်လုံးကပြင်းလို့နေတဲ့မန်စီဆိုပြီးတော့သူ့ကိုသိကြတာပါမန်စီရောက်တော့အသက်ရှင်နေစဉ်ကာလအတွင်းကဆွဲတော့သူကထမင်းတနက်ပဲချက်ပါရဲ့ညမိုးချုပ်သွားခဲ့တဲ့အခါမှာတော့ညောင်းစာမချက်ပဲအားလုံးကိုပြောလိုက်ပါရဲ့ရှင်တို့ကတော့စားကြတာစားကြနော်ကိုဟကိုကြည့်လို့ပြီးစားရင်လည်းစားကြပေါ့ကျမကတော့ဘာမှမစားတော့ရေတောက်ပြီးတော့အိတ်ကြောင်းမင်းမန်စီယောက်ျားကိုတိုင်းကလည်းမိမဖြစ်သူရဲ့အချင်းတွေကြောင့်စိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ပါရဲ့ မန်စီရဲ့တော့ဖြစ်သူကလည်းသူ့အမေရဲ့လောရွေတွေကြောင့်အတော်လေးစိတ်ပြတ်နေခဲ့ပါတယ်။သူအရင်အကိုပြင်းရှိလောနေခဲ့တဲ့အတွက်သူ့ယောက်ျားကိုသူ့ဘဝမှာဆုံးရှုံးခဲ့ရတာပါ။တကယ်မှာတော့အားလုံးအိမ်မောကြနေခဲ့တဲ့အခါမှာမန်စီယောက်ျားနှလုံးထားဖောက်ခဲ့ပါတယ်။မန်စီယောက်ျားကရှင်ဘတ်တွေအရင်အကိုအောင်းနေခဲ့တဲ့အတွက်ရှင်ဘတ်ကိုလက်နဲ့ဖိထားနေရင်မန်စီကိုနှိုးလိုက်ပါတယ်။မန်စီရေမန်စီမန်စီရေငါရှင်ဘတ်တွေအရင်အောင်းနေရဲ့လောက်ပေါင်းထားပေါင်းငါမရတော့ဘူးနဲ့တူတယ်ငါ့အမြန်ဆုံးစေးအောင်ခေါ်သွားပေးပါမန်စီရဲ့ မန်စီကအိပ်ပျော်နေခဲ့ပါတယ်။သူမအိပ်ရာကနေလုံးဝမထချင်ခဲ့တဲ့အတော့သူ့ယောက်ျားကိုတခါတည်းပြောလိုက်ပါတယ်။ရှင်ကတော့ဒုက္ခပဲညိုင်မိုးချုပ်ပဲစိတ်ယုံကိုသွားမလို့လေ။ဒီအချိန်ပဲစိတ်ယုံမမဖွင့်ဘူးအားလုံးပိတ်ထားတယ်။ရှင်လည်းအိပ်လိုက်တော့နောက်နေမနဲ့မောလင်းသွားရင်တော့ကျမရှင်ကိုစိတ်ယုံခေါ်သွားပေးမယ်။တကယ်ပြောနေရမန်စီရေငါတော်တော်လေးကိုနာကျင်နေပြီးရှင်ဘတ်တွေအရင်အောင်နေတယ်။ငါကိုယ်တိုင်ထသွားနိုင်လို့ရှင်တော့ငါကိုယ်တိုင်ထသွားလိုက်မှာပေါ့။မင်းကိုပြောနေပါမလားကွာ။ရှင်ဘာမှအလုပ်ထိဖြစ်တာလည်းမဟုတ်ပဲနဲ့ရှင်။ဘာဖြစ်လို့ကျမကိုအေးရေးပြောင်းလာလို့နေရတာလဲ။ ကျွန်မအိတ်ခွင့်ပေးစမ်းမောင်။ဒီနောက်မွန်စီးကလည်းပြန်လဲအိတ်ပြောသွားခဲ့ပြီးတယောက်ကြားကရင်ဘတ်တွေအရန်ကိုအောက်လွန်လို့ညင်းညူနေခဲ့ပါရည်။ခဏနေတော့တောက်ဖြစ်သူအခန်းထဲကိုဝင်လာတဲ့အခါမှာသူရဲ့အဖေအတော်လေးမောဟိုက်နေအောင်ကိုတွေ့ခဲ့ရပါရည်။ဘာဖြစ်တာလဲအဖေရဲ့အဆင်ပြေရဲ့လား။ဘာဖြစ်လို့လဲမောလို့လားအဖေ။အဖေ။ဒီအချိန်အထိဖခင်ဖြစ်သူကတတော်လေးအာရင်ချင်းနေပြီးစကားတော့မပြောနိုင်တော့ပါဘူး။သားဖြစ်သူကသူ့ဖခင်ကိုအမြန်ဆုံးစီယုံကိုခေါ်သွားပြောက်ပြီးခဲ့ပေမဲ့အရာအားလုံးတော့ကြာသွားခဲ့ပါပြီ။စီယုံကတည်သွားပြီလို့သာပြောခဲ့ပါရီ ခမရတို့စေယုံကိုခေါ်လာတော့တော်တော်လေးနောက်ကြတယ်။သူ့ကိုစစောခေါ်လာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့တခုခုစူးစမ်းကြည့်ပေးလို့ရသေးတယ်။အခုတော့မရတော့ပါဘူး။မွန်စီအရန်ကိုပြင်လို့နဲ့အတူတူယောက်ျားအခုလိုမျိုးစေယုံကိုအချိန်မီမရောက်နိုင်ပဲကွယ်လွန်သွားခဲ့ရတာပါ။ကိစ္စတွေတလောက်ထိဖြစ်ပွားခဲ့ပေမဲ့မွန်စီကတော့ပြင်းနေတုံးပါပဲ။ရန်အနေငယ်လောက်သူမအော်ဟင်ကိုယိုနေခဲ့ပြီးပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါရီ။အရင်တုန်းကသူ့ယောက်ျားကိုသူ့အလုပ်တွေအားလုံးခိုင်းစေခဲ့ပြီးအခုဆိုရင်တော့သူ့ကိုယ်တိုင်ပဲအလုပ်တွေကိုလုပ်နေကြရတဲ့ဘဝကိုရောက်ရှိခဲ့ပါရီ။ သူကိုယ်တိုင်အလုပ်တွေကိုလုပ်နေကြရတဲ့အခါမှာတော့စိတ်တိုးနေကြရပေါ့။ဒါရီဒါအခုဆိုရင်တော့အရွယ်ကလည်းရောက်နေပြီ။ငါ့ရဲ့တားလေးကချောလဲချောတယ်အလုပ်ကန်ကောက်ကောက်လဲရှိတယ်ဆိုတော့လက်ထပ်လိုက်တော့လေ။ဘာလို့လဲလက်မထပ်ချင်သေးဘူး။ဒါရီအမေအိမ်မှာတယောက်ထဲနေပြီးအလုပ်တွေလုပ်ရတာရဟန်းပင်ပန်းနေ။အမေအိတ်လို့တော့မပြောဘူး။အိမ်ကိုချွေးမလေးတယောက်အမြန်ဆုံးခေါ်လာခဲ့လိုက်တော့သူအိမ်အလုပ်တွေအားလုံးကိုလုပ်ရင်တော့အမေလည်းအေးအေးဆေးဆေးအနားယူလို့ရတယ်။အမေကချွေးမလိုချင်တာမဟုတ်ပဲအလုပ်သမားတယောက်လိုချင်နေရပဲ။ဘာပဲပြောနေအမြန်ဆုံးလက်ထပ် နေအတွက်မိန်ကလေးတယောက်ငါကြည့်ထားတယ်ချောတယ်လှတယ်ယင်ကြီးတယ်လိမ့်ပါတယ်သူကရွာမှာပဲခြေပြင်းလာခဲ့တယ်မိန်ကလေးပညာလည်းနည်းနည်းကျကျတက်တယ်ဆိုတော့အိမ်မူကိစ္စတွေအားလုံးကိုလည်းလှုပ်တက်တယ်ကောင်းပြီအမေအမေပြောတဲ့အတိုင်းပဲဒီနောက်သားဖြစ်သူကလည်းသဘောတူလက်ခံသွားခဲ့ပါတယ်သူညင်းပယ်လိုက်လို့ဘာမှထူးခြားမလာတော့ဘူးဆိုတော့ကိုသူကလည်းတည်နေခဲ့ပါတယ်နေဟာဆိုတော့ကတော့မန်စီနဲ့ဆွေမျိုးနည်းနည်းဝေးတဲ့တော်ဆက်တဲ့မိန်ကလေးတယောက်ပါသူမအတော်လေးအေးစစ်စစ်နေတက်တဲ့မိန်ကလေးဖြစ်တဲ့အတော့ မန်စီကသူမကိုသဘောကျနေခဲ့ရပါဒီနောက်မန်စီလည်းလက်ထပ်ပြီးရခမအင်ကိုရောက်ရှိလာခဲ့ပါတယ်ဒီမှာငါ့အမေကအရန်ပြင်းတာနော် ဟုတ်ကဲ့ကျမသိပါတယ်ရှင်မင်းသိတယ်ဘလို့သိရလဲသူအရန်ကိုပြင်းနေဆိုတော့ကျမတို့ရွာကလူတွေအားလုံးလည်းသိကြတယ်လေဒီအကြောင်းလေးအားလုံးကိုသိနေရတာနဲ့မင်းဘာဖြစ်လို့ငါနဲ့လက်ထပ်ခဲ့ရတာလဲကျမအမေကပြောတယ်ရှင်ကတကယ်အရန်ကိုကောင်းမွန်နေတဲ့ပြီးတော့ကျမဘက်ကလည်းအမြဲတမ်းရှက်တီပေးလိုက်မယ်လို့လည်းပြောတယ်ဟုတ်တယ်မင်းပြောတာမှန်တယ် မင်းပြဿနာတခုခုရှင်ငါ့ကိုပြောနော်အမေကိုလည်းဂယူဆိုင်ပေးပေါ့ဟုတ်ကဲ့ကောင်းပါပြီမွန်စီရဲ့သားဖြစ်သူကလည်းသူ့ရဲ့မိန်းမကိုအရန်ချစ်ရှာပါရည်နောက်နေ့အလောက်ကိုသွားနေကြတဲ့အချိန်မှာသူ့အမေကိုသူပြောသွားလိုက်ပါရည်အမေသူတယောက်တည်းအလောက်တွေမခိုင်းနဲ့နော်အမေလည်းနည်းနည်းဝိုင်းကူလောက်ပေးလိုက်အောင်လက်ထပ်တာဖြစ်နှစ်ရက်တောင်မရှိသေးဘူးမိန်းမဘက်ကပါနေပြီအိမ်မှာဘာလို့ရမလဲဆိုတော့ကိုရောငါကြည့်လို့မယ်။သားဖြစ်သူအလောက်ကိုထွက်သွားခဲ့တဲ့အခါမှာမွန်စီကတော့လှဲပဲအိတ်နေခဲ့ပါတော့တယ်။သူနေမကောင်းလို့အိတ်ရတယ်လဲနေခဲ့တာမဟုတ်ဘူးနော်။ ။အင်းနေနဲ့ချွေးမလေးကိုအလုပ်တွေအားလုံးတစ်ခုမကြံခိုင်းစေနေကြတာပါ။ချွေးမလေးရဲ့အမြန်လာပြီးငါ့ကိုခြေထောက်နှိပ်ပေးစမ်းမအောင်အလုပ်တွေလုံနေလုံနေနဲ့ငါအတော်လေးကိုပြန်မန်းနေပြီ။နေဟနှိပ်ပေးနေခဲ့ပါရီ။ခဏနေတော့မှစီကလည်းထမင်းစားခြင်းနဲ့အတော့ချွေးမလေးချက်ပြီးကျွေးခဲ့ပါရီ။နေဟတရရလုံးရခမဖြစ်သူခိုင်းစေသမျှတစ်ခုမကြံလိုက်လုပ်ပေးခဲ့ပါရီ။ဘလို့လေဒီနေ့ပထမဦးဆုံးရအစဉ်ပြေးရလားသမီးရောက်ကမနေရာကိုပြဿနာတော့မတက်ကြပါဘူးနော်မဟုတ်ကြဘာမှမဖြစ်ဘူ ပြဿနာမဖြစ်ဘူးဆိုတာကတော့ငါဘာမှမပြောလို့သူကဘာအလုံးမလှုပ်ချင်တာမဟုတ်ဘူးပြောရရင်အများကြီးပဲအမေအမေပြောတဲ့အလုပ်တွေအလုံးကျမလုပ်ပေးခဲ့တယ်လေအလုပ်လုပ်ကြနေအလုပ်ကိုကောင်းကောင်းလုပ်ကြနေဘလောက်กว่าလဲဆိုတာကိုနင်းမသိဘူးလားနင့်မိဘအင်ကာတို့ရင်နင့်ကိုဘာတစ်ခုမှမတင်ပေးခဲ့ကြဘူးလားသာဖြစ်သူကမိခင်ကိုတားပြီးနောက်မှာတော့သူ့ရဲ့မိန်းမကိုအခန်းထဲခေါ်သွားလိုက်ပါတော့တယ်နေဟားရဲ့ငိုယူပြီးပြောလိုက်တာပေါ့ရှင်ကျမကိုယုံပါကျမအလုပ်တွေအလုံးလုပ်ပေးခဲ့တယ်တိလားငါသိပါတယ်နေဟားရဲ့ ဖြစ်လို့ငိုနေရတာလဲငါအမေအကြောင်းငါကောင်းကောင်းသိရပေါ့အမေကိုယ်တိုင်ဘာအလုံးမမလုပ်ပဲနဲ့သူများတွေကိုအမြဲတမ်းအခုလိုမျိုးပြစ်တင်ဝေဖန်နေကြမင်းဘာမှစိတ်ပူမနေပါနဲ့ငါမင်းဘက်ကနေပြီးတော့ရှိရနော်အမေပြောလို့ရှိရင်ပြန်ပြောမနေနဲ့နားထောင်လိုက်ဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာစောင်းရသည်ဝလာခဲ့ပါလေစောင်းရသည်မှာမန်စီကိုတခုခုခိုင်းဖို့ဆိုတာတော်တော်လေးခက်ခဲပါလေချွေးမလေးကအခုအိမ်မှာရှိနေတဲ့အတွက်သူလှုပ်ကိုမလှုပ်တော့တာပါသားဖြစ်သူအလောက်ကိုထွက်ခွာသွားပြီးတဲ့အခါမှာသူအိယာကနိုးချလာခဲ့ပေမဲ့အိယာကနေမထခဲ့ပါဘူး အေးလိုက်ကြအေးလိုက်ကြအတော်လေးအေးတယ်ထားတော့မထားချင်အောင်ချွေးမရေချွေးမလေးဒီလာခဲ့အောင်နေငါ့ကိုသွားတိုက်ဖို့အတွက်ပြင်ဆင်ပေးအောင်အမေအရင်ဆုံးထားလေမထောက်ဘူးမထောက်ဘူးငါအိမ်နေနဲ့သွားတိုက်မလို့သွားနေငါ့အတွက်ရေတပုံးခတ်ခဲ့ပြီးတော့ထွေးဖို့အတွက်လည်းထွေးကန်ရှူလာခဲ့ပေးအောင်ဒီနောက်မန်စီကလည်းအိမ်နေနဲ့သွားတိုက်ခဲ့ပြီးမျက်နှာတိခဲ့ပါလေဘလို့ဖြစ်ကြလဲရေကအေးစက်နေရပဲရေနွေးနွေးလေးမယူလာခဲ့ပေးနိုင်ဘူးလားငါ့ကိုနွေးနေတဲ့ရေယူလာခဲ့ပေး နေဟာကရင်နွေးယူလာခဲ့ပြီးတဲ့အခါမှာရခမကတော့ရင်နွေးနဲ့မျက်နှာကျက်လိုက်ပါတယ်။ဂျာကိုတော့ပြစ်လိုက်ပြီးတော့ရင်တော့ငါအကြွယ်လဖေးပူပူလေးတစ်ခွက်ယူလာခဲ့ပြီးအောင်နေဟာကလဖေးယူလာခဲ့ပေးလိုက်ပါတယ်။အမေဒီမှာလဖေးရပြီနော်ထားတော့ပါအောင်ထားတော့ဆိုတာကဘာလဲထားမတော့ဘူးလေ။ငါ့ကိုလဖေးခွက်ထဲထည့်ပြီးတော့ကြိုက်ငါရဲ့လက်တွေကိုအဆောင်အပြင်မထုတ်ချင်ဘူး။ချွေးမလေးကလဖေးတိုက်ပေးခဲ့ပါတယ်။ဒီနောက်မွန်စီဘိုက်တွေတအားကိုနာလာခဲ့တဲ့အတွက်သူဆောင်လေးကနေထွက်လာခဲ့ရပါတယ်။ မနက်အစောကြီးအိမ်သာကြရတာပင်ပန်းလိုက်တာအေးရတဲ့ကြားထဲထအောင်မထချင်အောင်ထွေးမလေးရဲ့အိမ်သာထဲမှာရေနွေးလေးထားပေးစမ်းမအောင်အခုစောင်းရတဲ့ရောက်ရှိလာခဲ့တဲ့အခါမှာပိုးစိုးသွားခဲ့ပါတယ်ထွေးမလေးနေဟာတယောက်အလုပ်တွေအားလုံးကိုဒီပုံစံအတိုင်းလုပ်နေခဲ့ရတာပါမန်စီကတော့အိမ်နေခဲ့ပြီးနေဟာတယောက်ချင်းအလုပ်တွေအားလုံးကိုလောက်ကိုင်းနေခဲ့ရပါတယ်ရက်တွေမျိုးကြီးကုံဆုံးသွားခဲ့တဲ့အခါမှာနေဟာကလည်းညှိုးညင်လာခဲ့ပါတယ်သူမအမားတော့လည်းမဟုတ်ပါဘူးရခမကဒီပုံစံဆိုရင်တော့ဘယ်သူမှစုံညှိုးညင်ကြမှာပဲလေ အင်းဒီပဝင်ချင်းကအမျိုးသမီးတွေအကုန်လုံးနေဟောကိုကြည်ပြီးတနာနေခဲ့ကြပါမယ်ကျွန်တော်မန်စီအကြောင်းကောင်းကောင်းသိကြပါရည်တရမှာတော့မန်စီကအကန့်အသတ်တွေအားလုံးကြောလွန်သွားခဲ့ပါရည်မနေ့အစောကြီးသူအင်တာတက်ချင်နေခဲ့ပါရည်မနေ့အစောကြီးဘာဖြစ်လို့အင်တာတက်ချင်ရပြန်လာလဲဒီလောက်တောင်မှအေးနေတာငါအေးရကနေလုံးဝမထနိုင်တော့ဘူးချွေးမလေးရဲ့ချွေးမလေးဟုတ်ကဲ့ပါအမေပြောပါငါအတွက် plastic 8 8ယူလာခဲ့ပြီယောဘာလို့လဲအမေရဲ့ဘာလို့ယူခိုင်းတာလဲ ်မေခိုးနေရလဲများလိုက်တာဟဲ့ငါတောင်းလို့ရှင်ယူလာခဲ့ပေးစားမှာရှာကိုရှိတယ်နေဟာက plus 8 baby အပြင်ကိုထွက်သွားခဲ့တဲ့အခါမှာမန်စီကတော့ plus 8ထဲမှာအင်တာတက်လိုက်ပါတယ်ကဲရော့ချွေးမလေးဒါကိုတော့ရှူပြလိုက်တော့ဒုက္ခပဲအမေရဲ့ဒါဘာလောက်တာလဲကျမဒီအထီးတော့မလောက်ပေးနိုင်ဘူးလောက်ရမယ်လောက်ရမှာပေါ့ဘာလို့မလောက်နိုင်ရတာလဲတော့ပြစ်နေဟာကလည်းအိတ်ကိုအပြင်ကိုသွားပြလိုက်ပြီမဲ့တမဒေါသအတော်လေးထွက်သွားခဲ့ပါပြီအခုငါထပ်ပြီးတီးမခံနိုင်တော့ ။နေဟားကပစ္စည်းတွေထုတ်ပြီးနောက်မှာတော့မိဘအိမ်ကိုပြန်သွားခဲ့ပါတယ်။ရွာသူရွာသားတွေကနေဟားကိုမေးခဲ့တဲ့အခါမှာနေဟားကလည်းစိတ်ပြတ်လွန်းလွန်းအမှန်တရားတွေကိုပြောပြခဲ့ပါတယ်။တချို့တွေကတော့နေဟားကိုယ်တိုင်မှစီးရဲ့အလုပ်တွေကိုပြပြမမလုပ်နေရတာကိုမြင်တွေ့ခဲ့ရပါတယ်။ညနေသားဖြစ်သူအလုပ်ကနေပြန်လာတဲ့အခါမှာမေးလိုက်ပါတယ်။ကျွန်တော်မိမနေဟားရောသူပဲသွားလေ။ထွက်ပြေးသွားပြီလေ။ဒင်းနောက်လိုက်ပြေးသွားတာ။သူကမင်းမကောင်းမဟုတ်ဘူးတာရဲ့အမေပထမတွေကသူ့ကိုတန်တရားဝင်နေရသီးလား။ မန်စီကမဟုတ်တန်တရားတွေဆွဆွဲနေခဲ့တဲ့အချိန်မှာပဲရက်ကွက်ထဲကအမျိုးသမီးတွေအင်ကိုရောက်လာပြီးမန်စီရဲ့တာကိုပြောခဲ့ကြပါသည်။ဒီနောက်အားလုံးကလည်းမန်စီကိုပြောဆိုပြစ်တင်ခဲ့ကြပါသည်။ချွေးမကောင်လေးအိမ်မရထားတာတန်မမထားတတ်ဘူး။ဘလို့အလုပ်တွေကိုနေရဲ့အမေရတို့ခိုင်းစေနေခဲ့လဲဆိုတာကိုနေမသိလို့။အမေရဲ့အမေရအတော်လေးကိုလွန်နေ။အဖေကလည်းအမေကြောင့်ကွဲလွန်သွားခဲ့ရတာ။အခုကျွန်တော်ရဲ့အိမ်ဆောင်ရေးကိုလည်းအမေရဖျက်ဆီးနေရတာကျွန်တော်ထပ်ပြီးတီးမခံနိုင်တော့ဘူး။ကျွန်တော်ဒီနေ့ကစပြီးတော့ဒီအိမ်မှာမနေတော့ဘူးမေ။ဒီလိုနဲ့တောက်ဖြစ်သူကထွက်ခွာသွားခဲ့ပါလေ။ သူကလည်းသူ့မိမကိုချောက်ပြီးနောက်မှာတော့အပြင်းမအိမ်ငါးပြီးသူ့မိမနဲ့အတူတူပြောရွှင်စွာနေထိုင်နေခဲ့ပါတယ်။သူ့မိစီကိုသူဘယ်တော့မှပြန်မလာတော့ပါဘူး။ရွာသူရွာသားတွေအကုန်လုံးကလည်းမန်စီနဲ့အဆက်ဆံမလုပ်ချင်တော့တဲ့အတွက်သူ့ကိုတရားဥပဒေပြစ်ထားခဲ့ကြပါတယ်။မန်စီကလည်းတရားဥပဒေနေထိုင်ရတဲ့အခါမှာတော့အလုပ်တွေကိုမလုပ်ချင်ပဲချလုပ်ခဲ့ရပါတယ်။သူမတည်တဲ့အချိန်ထိတရားဥပဒေအထူးကြံစွာနေထိုင်သွားခဲ့ရပြီးအလုပ်တွေအားလုံးကိုလည်းသူမကိုယ်တိုင်လုပ်ခဲ့ရပါတယ်။သူမအရန်ကိုပြင်းရှည်လို့နဲ့အတွက်ကြောင့်မလို့အရာအားလုံးဆုံးရှုံးခဲ့ရတာပါ။ အဲ့ဒါကြောင့်ပြောတာပေါ့ပြင်းရည်တယ်ဆိုတော့ကောင်းမကောင်းဘူးနော်။ဒါကြောင့်ဘယ်တော့မှမပြင်းကြပါနဲ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။